ဟုတ်ကဲ့ဒီလာမကြိုးစိုးပါရရှင်ဒီနေ့မြင့်ချင်ဆက်ချက်နီးလေးချက်ပြမှာဖြစ်ပါတယ်ချက်နီးလေးကလည်းရန်ကိုလွဲကူပါတယ်နော်ကဲဒီမှာကြည့်ပါအောင်စကျင်စရာလေးကဲမြင့်ချင်ဆက်ချက်ဖို့အတွက်ကိုမြင့်ချင်လေးတွေကိုဒီမှာရေသုံးထပ်လောက်ပြကြောပေးထားပါတယ်မမြင့်လေးတွေကလည်းနူးနူးဖက်ဖက်လေးတွေနော်သူ့ကိုလိုဒလိုစိုက်လေးတွေလှိဖြက်ပေးမယ်အမကတော့ဒီမှာပါပါလေးတွေလှိပေးထားပါတယ်လှိပြီးပြီဆိုရင်လည်းရေလေးနောက်တစ်ခေါက်လောက်ထပ်ဆေးပေးထားမယ်နော်ကဲမြင့်လေးတွေလှိပြီးပြီဆိုတော့စီလေးစပြီးတော့ တ်သက်ပါမယ်စီဆူလာဗီဆိုတာနဲ့ကျသွန်ပြူနေထောင်းလာတာလေးထည့်ပြီးတော့စစ်သက်ပေးပါမယ်ရှင်စနွေးမုံလေးနဲ့ငယ်ထည့်ပါမယ်နော်အယောင်လေးလှဖို့အတွက်ကိုရောင်သွေးမုံထမင်းစားစွန်းနဲ့တစုံစာထည့်ပေးပါတယ်အစုံကြောက်ထောင်းလာတာလေးထည့်ပြီးတော့စစ်သက်ပေးပါမယ်ရှင်မြင်ငပီလေးပါထည့်ပြီးတော့စစ်သက်တဲ့ထဲကိုထည့်မယ်ပြီးရင်အားလုံးအနံ့လေးတွေမွှေးလာပြီဆိုရင်စောနာကလှိထားတဲ့မြင့်ချင်လေးတွေထည့်ပြီးတော့ချက်ပေးပါမယ်ရှင်အခုချက်ပြတဲ့ချက်နီးလေးကအရန်ကိုလဲလွယ်ကူတယ်ထမင်းစားလဲမိန်စေတဲ့ ဲ့ဟင်းလေးတစ်ခွက်ပါရှင်။ပြီးတာနဲ့မြင့်လေးတွေနူးသွားအောင်လို့ရေလေးနည်းငယ်ထည့်ပြီးတော့ခဏလေးတည်ပေးထားပါမယ်။ရိုသီးစိမ်းထောင်းထားတာလေးထည့်ပေးမယ်နော်။ရတာအတွက်ကတော့ချက်သားမုတ်ထဲတဲ့စားလေးနဲ့ငယ်ထဲပါတယ်တကြားလေးနဲ့ငယ်ထဲပါတယ်ရှင်ပြီးတာနဲ့ရေလေးထက်ထည့်ပေးပြီးတော့မြစ်တွေနူးသွားအောင်လို့တခါတည်းပဲတည်ပေးထားပါမယ်ဖုံးလေးအုပ်ပေးထားမယ်နော်အဲအခုလိုလေးစီပြန်လာပြီဆိုရင်မီးလေးအနေငယ်လျှော့လိုက်မယ်နော် ်မြို့သီးကျမုတ်ကိုဒီလိုစီပြန်လာပြီဆိုရင်တစုံစာထည့်ပေးလိုက်ပါတယ်ရသာအတွက်ကတော့ငားငပြာရည်လေးနဲငယ်ထည့်ပေးပါတယ်เนาะကဲရသာလေးမိကြည့်လိုက်တော့အတော်ပါပဲเนาะအငွေတထောင်းထောင်းနဲ့မအနံ့လေးကလည်းတအားကိုမှွင့်နေပါပြီရှင်ခုဆိုရင်အရန်ကိုစားကောင်းပြီးရသာရှိတယ်နှစ်ချင်ဆက်ဆက်ကလေးရပါပြီရှင်